ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီးရေဒီယို NUG ရဲ့မနက်ခင်းစည်ရေးသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစည်ရေးသတင်းနေဖြင့်ငလင်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်၍တစ်ဖက်သက်အပြည့်ရက်ကာလအား နောက်ထပ်တလသက်တမ်းထက်တိုးကြောင်းညီနောင်မဟာမိတ်သုံးဘွဲ့ဤထုတ်ပြန်ကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ်။ငလင်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်သောလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်အချိန်ထပ်မံလိုအပ်နေမည်ဖြစ်သောကြောင့်2025ခုနှစ်မေလ1ရက်နေ့မှ31ရက်နေ့အထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အပြစ်ရကာလာအားထပ်မံ၍နောက်ထပ်တလသက်တမ်းတိုးလိုက်ကြောင်းညီနောင်မဟာမိတ်သုံးဘွဲ့ကထုတ်ပြန်ကြေညာပါသည်။ အင်အားပြင်းငလင်နှင့်ငလင်ငယ်များ၏နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့်မြန်မာနိုင်ငံအနှံ့အပြားရှိထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်ကြီးမားသောပျက်စီးဆုံးရှုံးမှုများကိုလှုပ်ဆောင်နေကြသည့်ကယ်ဆယ်ရေးလုပ်ငန်းရှင်များသည်တလတာကြာသည့်တိုင်အောင် ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများကိုထိရောက်စွာလှုပ်ဆောင်နိုင်ခြင်းမရှိသေးသည်ကိုတွေ့ရှိရတာကြောင့်လို့ဆိုထားပါတယ်။ထို့ကြောင့်ထုတ်ပြန်ချက်အားထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍ညီနောင်မဟာမိတ်၃ဘွဲ့နှင့်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်မိမိကိုယ်ကိုမိမိခုခံကာကွယ် ယ်သောတုံ့ပြန်မှုမျိုးမှလွဲ၍မိမိတို့ဘက်မှစတင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းအတိပေးထုတ်ပြန်ထားပါရခင်ဗျာဒုတိယသတင်းနေဖြင့် KPLA တက်ရင်အမှတ်626အနေဖြင့်ဖားဆောင်မြို့နယ်တွင်အခြားမဟာမိတ်ညီနောင်များနှင့်အတူစစ်စင်ရေးဆောင်ရွက်လျက်ရှိတဲ့သတင်းကိုတင်ပြပေးပါမယ် ကရင်ပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဗဟိုစစ်ဦးစီးတရင်အမှတ်626အနေဖြင့်ဖားဆောင်မြို့နယ်တွင်အခြားမဟာမိတ်ညီနောင်များနှင့်အတူစစ်စင်ရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းထုတ်ပြန်ထားပါသည်။ထိတွေ့တိုက်ပွဲပုံမှန်ရှိနေပြီးထိခိုက်ဒဏ်ရာရသူများရှိကာကြာဆုံးသူတချို့လည်းရှိတယ်လို့ဖော်ပြထားပါသည်။အကြံဖတ်စစ်ကောင်စီအနေဖြင့်ထောက်ပို့လေရင်ဖြင့်ရိတ်ခါခဲယမ်းဖြစ်တင်းမှုများလှုံ့ဆော်လျက်ရှိပြီး ကင်းထောက် drone နဲ့လဲထောက်လန်းကလက်နက်ကြီးများနေစဉ်ရက်ဆက်ပြခတ်လျက်ရှိသည့်အပြင် drone ဘုံချခြင်းတို့ကိုလည်းပြုလုပ်နေကတိုက်လေရင်ဖြင့်စစ်မြေပြင်မဟုတ်သည့်ရပ်သားနေရာများသို့လည်းလေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိတယ်လို့သိရပါတယ် KPLA B626 တပ်ဖွဲ့အပြင်မဟာမိတ်တပ်များသည်လည်းလက်နက်ခဲယမ်းရိတ်ခါလောင်စာစီကားပြုပြင်စရိတ်တို့လည်းလိုအပ်ချက်ရှိနေပါသဖြင့်ကူညီပေးကြပါရန်မြစ်တာရက်ခံထားပါတယ်ခင်ဗျာဆက်လက်ပြီး စမိတ်ခုံမြို့မှာကင်းလဲ့နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုအနီးကပ်ဝင်ရောက်တိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းညံခရိုင်စမိတ်ခုံမြို့အတွင်းကင်းလဲ့နေတဲ့စစ်ကောင်စီတပ်သားများကိုအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာဗိုလ်တအုပ်အပါအဝင်ပြည်သူစစ်နှုတ်ဦးသေဆုံးခဲ့တယ်လို့မြင်းညံ Black Tiger MPD တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဧပြီလ30ရက်နေ့ည8:00နာရီခန့်မှာကင်းပတ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုပျောက်ကြားနှီးပြူဟာအုံပြုပြီးအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဗတ်မှဗိုလ်တအုပ်အပါအဝင်ပြည်သူစ စ်၂ဦးတည်ဆုံးခဲ့ကာ G3 တနက်၂လက် G78 တောင်းကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါဗျ။မြင်းညံ Black Tiger MBD တပ်ဖွဲ့အနေနဲ့မြို့ရင်းစစ်စင်ရေးမရှင်များကိုအချိန်နဲ့တပြေးညီဖော်ဆောင်နေတာကြောင့်မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်သားများနဲ့နီးကပ်စွာသွာလာနေထိုင်ခြင်းမပြုကြဖို့အသိပေးထားပါဗျခင်ဗျာ။ဆလဘီ အညာကရင်ကျေးရွာစာတင်ကျောင်းအနီးကိုစစ်ကောင်စီကဘုံကျဲခဲ့ရာအမျိုးသမီး၄ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းခံကောခရိုင်စောမြို့နယ်အညာကရင်ကျေးရွာစာတင်ကျောင်းအနီးကိုစစ်ကောင်စီကဘုံကျဲတိုက်ခတ်ခဲ့ရာအမျိုးသမီး၄ဦးသေဆုံးတယ်လို့ရောအလင်းနှန်းကထုတ်ပြန်ထားပါတယ်။မေလာတရက်နေ့မနက်စနေ52မိနစ်နဲ့58မိနစ်တို့မှာတရက်ဦးလေတပ်ကတက်လာတဲ့ Jet Fighter တစ်စီးဖြင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အညာကတင်းကြီးရွာကိုပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုအတွင်းအသက်65နှစ်အရွယ်ဒေါ်မတ်ကြည်လေး52နှစ်အရွယ်ဒေါ်တင်တင်ခိုင်နဲ့38နှစ်အရွယ်ဒေါ်ပြားသာတို့၃ဦးနေရာမှာပဲပွဲချင်းပြီးတေဆုံးခဲ့ရကအသက်8နှစ်အရွယ်ရှိမခွန်းဆက်ချူဟာလည်းဆေးရုံကိုပို့ဆောင်နေစဉ်လမ်းမှာတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ထို့အပြင်ကြေးရွာစာတင်ကျောင်းနဲ့နေအိမ်၅လုံးခန့်ထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမင်းလာမြို့နယ်တွင်စစ်တပ်ကကြေးရွာ၃ရွာကိုမီးရှို့ဖျက်ဆီးနေတဲ့သတင်းကိုတင်ပြပေးပါမယ်။မင်းလာမြို့နယ်တွင်စစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကမေလ၁ရက်နနက်9:30မိနစ်ခန့်မှစတင်ကာငမိုးရိပ်ကြေးရွာရှိပြည်သူပိုင်းနေအိမ်များကိုမီးရှို့ဖျက်ဆီးနေကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရပါတယ်။ငမိုးရိပ်ကြေးရွာတွင် နေအိမ်များကိုမီးရှို့ပြီးနောက်အနီးအနားရှိကြေးရွာများကိုလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေတယ်လို့သိရပါတယ်။ထို့အပြင် ဧပြီလ30ရက်နေ့တွင်လဲစစ်တပ်ကမင်းလာမြို့နယ်ရှိဇရစ်မြောင်ရွာအရှိကုန်းနှင့်ရွှေပေါက်ပင်ရွာတို့ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဧပြီလ28ရက်နေ့ကလည်းမင်းလာမြို့နယ်တာကလေးရွာဖုန်ကြီးကျောင်းတွင် တက်ဆွဲထားသည့်စစ်တပ်ကလက်နက်ကြီးကြီးလေးလုံးဖြင့်ငလာဆန်းရွာသို့ပစ်ခတ်ခဲ့ရာနေအိမ်တလုံးပျက်စီးသွားပြီးပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်တပိတ်ချင်းမြို့နယ်ရွာများရှိထိခိုက်သူများအားထောက်ပံ့ကြေးပေးအပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ အကြံဖတ်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်သပိန်ချင်းမြို့နယ်ရှိလက်ကျချေးရွာနှင့်ရေထွက်ချေးရွာတို့တွင် ထိခိုက်နစ်နာခဲ့ရသည့်အိမ်အောင်စုများအားပြည်သူ့ကာကွယ်တပ်မတော်မန္တလေးမှ2025ခုနှစ်ဧပြီလ28ရက်နေ့ကတွေ့ဆုံကာထောက်ပံ့ခြင်းများပေးအပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဧပြီလအတွင်းစစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်အဆိုပါချေးရွာနှစ်ရွာတွင်အပြစ်မဲ့ပြည်သူ90ဦးခန့်အသက်ဆုံးရှုံးခဲ့ပြီး80ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကာပြည်သူပိုင်အိုးအိမ်များစွာပျက်စီးဆုံးရှုံးခဲ့ ရတယ်လို့သိရပါတယ်ခင်ဗျာဆလဘီဧပြီလအတွင်းတအောင်းဒေတာမှာမူရစ်စေဝါရောင်းဝယ်သူ73ဦးနဲ့တုံးဆွဲသူ65ဦးကိုဖမ်းဆီးခဲ့မုကုံမြို့နယ်မှာစစ်ကောင်စီကပေါင်250ဘုံးနှလုံးကျဲချတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA အုပ်ချုပ်နယ်မြေမှာဧပြီလ1လအတွင်းမူရစ်ဆေးဝါးရောင်းဝယ်သူ73ဦးနဲ့သုံးဆွဲသူ65ဦးကိုတအောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ကြောင်မဲမြို့နယ်မှာမူရစ်ဆေးရောင်းဝယ်သူအမျိုးသမီး2ဦးနဲ့အမျိုးသား3ဦးနဲ့အတူဘိန်းဖြူ36ခွက်ဘိန်းဖြူထည့်ထားတဲ့တလမခန့်ဘူး9ဘူး WY စာတန်းပါစိတ်ကြွဆေးပြား6414ပြား ဖုံးကိုလုံးငွေသား62သိန်းကျပ်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ထို့အပြင်နောင်ချိုမြို့နယ်မှာလည်းမူရစ်ဆေးဝါးရောင်းဝယ်သူတဦးကိုရာမဆေးပြားများဘိန်းဖြူထည့်ထားတဲ့ M150 ပလင်းတပလင်းပလင်းသေးတပလင်းနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။အလားတူကုတ်ခိုင်မြို့နယ်မှာလည်းရောင်းဝယ်သူ၄ဦးနဲ့သုံးစွဲသူ၄ဦးတို့ကိုဖမ်းဆီးရမိခဲ့ပြီးဘိန်းဖြူထည့်ထားတဲ့ခွက်2ခွက်ဘိန်းဖြူ25ဂရမ်ရာမဆေးပြားအလုံး3တောင် ဖုန်းတစ်လုံးနဲ့ဆက်ဆက်ပစ္စည်းအများပြားကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါဗျ။မန္တုံမြို့နယ်မှာလည်းမွေးရစေဝါရောင်းဝယ်သူတအူးနဲ့သုံးဆွဲသူ90ဦး နမ်ဒူမြို့နယ်မှာလဲရောင်းဝယ်သူ3ဦးနဲ့3ဆွဲသူ9ဦးဒီဘောမြို့နယ်မှာ3ဆွဲသူ2ဦးတို့ကို PSLF TNL မြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ထို့အပြင်ဧပြီလ30ရက်နေ့ည8နာရီခွဲခန့်မှာမိုးကုံးမြို့အနောက်ပိုင်းတစ်စိန်ကုန်းနဲ့ကြောက်ပုတ်ကြီးရွာကြားကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကပေါင်150ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ယခုနောက်ဆုံးစည်ရည်တဲ့အနေဖြင့်တောကြီးကန်းခုနှစ်ကောင်တက်ရင်မှရှေတန်းရဲပေါ်များအားရဲပေါ်ဆေးကူတာမှုလက်တွေ့တင်တန်းပေးအပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ရှေတန်းစစ်မြေပြင်တွင်တာဝန်ထမ်းဆောင်နေသည့်တောကြီးကန်းခုနှစ်ကောင်တက်ရင်မှရဲပေါ်များအားစစ်မြေပြင်တွင်ကြီးထစ်မှန်ခြင်းသို့မဟုတ်အခြားတန်ရာများရရှိပါကအ သက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အရေးပေါ်စေကူသားမှုနီလများကိုလက်တွေ့တင် जा ပေးသည့်တင်နန်းတရက်ကိုတရင်စေးတပ်ဖွဲ့ကပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်။တင်နန်းတွင်ရဲဘော်များအနေဖြင့်နောက်တန်းစေကူသားမှုနေရာသို့မပို့ဆောင်နိုင်မီ သွေးထွက်လွန်ကဲမှုကိုထိန်းချုပ်ရန်နှင့်အရေးပေါ်ပြုစုနည်းများကိုအချင်းချင်းလက်တွေ့လေ့ကျင့်ခဲ့ကြတယ်လို့သိရပါတယ်။တောကြီးကန်းတရင်အနေဖြင့်စစ်ရေးတာဝန်များအားလက်ချိန်များတွင်ရဲဘော်များအားစစ်မြေပြင်အတွက်လိုအပ်သောကျွမ်းကျင်မှုများကိုပုံမှန်လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်တာကီမင်းစစ်သွေးနဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။